င်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ကငွေဆောင်ကိုအဲကျွန်တော်အလောက်ကိစ္စပါဘောနော်တချင်းအစ်တစ်ပုတ်အတွက်ရိုက်ကူးရရှိလို့ဒီနေ့သွားပါမယ်မနေ့ဆော့ဆော့ထားပြီးတော့ဒီနေ့ငွေဆောင်သွားပါတယ်ခင်ဗျာဒါတော့လမ်းမှာဝါဒီဆွဲခဏနာ Thank you. ေငွေဆောင်လမ်းခွဲရောက်ပြီအကြခင်မငွေဆောင်ရောက်ပါတော့မယ်ခင်ဗျာငွေဆောင်ရောက်တိုင်းမဖြစ်မနေအမြဲတမ်းတဲဖြစ်တဲ့တခုလေးတော့ကျွန်တော်တို့အရန်ပျော်ရတဲ့နေရာလို့လည်းပြောလို့ရတဲ့ ဟုတ်တယ်ဗျာ The Village Resort ရန်နှွှဲထွေးပြီးတော့ kindness ဖြစ်တဲ့ဒါဝန်ထမ်းတွေရဲ့အဲဒီ queue site မှုလေးတွေရာလည်းတကယ်ကိုကျေနွစရာအရင်ကောင်းပါခင်ဗျာဒီ hotel မှာလုံးဝ24နာရီမီလုံးဝမပြတ်ဘူးအဲ့တခုအရေးလည်းမိုက်တယ် အဲမီမီမပြတ်တဲ့အတွက်အဲဟိုကိုကီးသွားတဲ့အချိန်မှာအေးစစ်စစ်ရီလက်စ်လုပ်လို့ရတယ်ပေါ့ဗျာရှီကူကန်ကျဲကြီးနဲ့ပြီးတော့ဒီမြခင်ပြင်းကျဲကြီးနဲ့ပင်လယ်ပင်ကြီးနဲ့လုံးဝကိုနေရမိုင်းပါပါအဲတော့ဝေဆောင် ရောက်ဖြစ်တယ်ဆိုရှင်ဒီဟိုတယ်မှာဒါတဲကိုတဲတဲ့ပြီးတော့အခန်းကလေးကြီးနဲ့မိုက်တယ် အခန်းလေးကိုကြီးလိုက်ပါဆိုရင်ဒါကျွန်တော်က3ယောက်ခန့်ယူထားပါတော့။အပေါ်တက်တော့ view ကွန်ပေါင်းလိုက်တယ်ရှယ်ပဲ။တန်ရှင်းတယ်။ဒါကျွန်တော်ပေါ်တက်ဖြစ်တဲ့အတွက်လုံးဝပင်လယ်ရဲ့လေကိုတဝါးကြီးရှူပြီးတော့အေးအေးချမ်းချမ်းပြီးရှူကင်းလှလှလေးကြီးလို့ရတယ်။အခန်းလေးဖြစ်ပါတယ်။မနက်စာဘရိတ်ဖတ်ကလည်းအဆုံးပါပဲကျွန်တော်တို့ special ကျွန်တော်လည်းအဲ ဒီပြရတဲ့ဟာလေးကျွန်တော်ရိုက်လာခဲ့တယ်။ဒါဆို breakfast ကလည်းဆုံးမယ်။ share ပေါ့။ ကျွန်တော်ရဲ့အလုပ် music video ရိုက်တဲ့အလုပ်လေးလုပ်ပါတယ်။ Okay ဒါကျွန်တော်ရဲ့ဒါငွေဆောင်ခီးစဉ် trip လေးအကြောင်းလေးကိုဒါရိုက်ပြထားတာပါ။အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်ယေရှုပရဒါလိတ်ကျွန်းလိတ်ကျွန်းယေရှုပရဒါကျေးဇူးများတင်ပါတယ်ကေငွေဆောင်ရနေပြီးတော့ပြန်ပါအောင်မယ်ခင်ဗျာအားလုံး see you ပါ